မြတ်စွာဘုရား6နှစ်ပတ်လုံးတရားကျင့်ခဲ့တဲ့ဥရဝေလတော်အဲ့ဒီဥရဝေလတော်ထဲမှာယသိ900ရှိအဲ့ဒီယသိ900ကဘာအကျင့်ကျင့်နေတာတုံးဆိုလို့ရှိရင်မိပူဇော်တဲ့အကျင့်ကိုကျင့်တာအဲ့တော့မြတ်စွာဘုရားကဒီယသိတွေမိပူဇော်ပြီးတော့အချိန်ဖြုံးနေတာဘာတရားဓုမှလည်းရမှာမဟုတ်ဘူးဘာအသိဉာဏ်မှလည်းရမှာမဟုတ်ဘူး သူတို့မျောလင်းတဲ့အတိုင်းမြမပြေလည်းရောက်မှာမဟုတ်ဘူးလမ်းလွဲနေတယ်လောကမှာစဉ်းစားကြည့်လေရွှေရကုံဘုရားသွားပဲဆိုရင်သွားနေတာရွှေရကုံဘုရားပဲမသွားပဲနဲ့ကဘာအေးပဲသွားနေတယ်ရွှေရကုံဘုရားရောက်ပါမလားမရောက်ပါဘူးဗျာအေးအဲ့ဒါမျိုးလိုပဲသူတို့ကမျောမှန်းနေတာမြမပြေသွားဖို့မျောမှန်းနေတာလုံနေတဲ့အလုပ်တွေကမြမပြေရောက်ကြောင်းတခုမှမဟုတ်ဘူးမှန်ပါလမ်းကြောင်းလွဲနေတာ ဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကလမ်းကြောင်းတဲ့ပေးဖို့သူတို့စီကိုတရားဓမ္မဟောပြောဖို့ဆိုပြီးတော့ကုရုဝေလတော်ဘက်ကိုထွက်လာထွက်လာတဲ့အခါမှာသူတို့ကအကျင့်အမျိုးမျိုးကျင့်ကြတာရှိတယ်ပေါ့ဘယ်လိုအကျင့်တွေကျင့်ကြတော့ဆိုလို့ရှိရင်အကုသိုလ်တွေမျောချတဲ့အနေနဲ့အလွန်အလွန်ကိုအဲ့ဒီခေတ်ကအဲ့ဒီရာသီမှာအလွန်အေးတဲ့အချိန်ဆိုတာရှစ်ရက်အဲ့ဒီရှစ်ရက်ဟာအအေးဆုံးရှစ်ရက်လို့ခေါ်တယ် အဲ့ဒီအေးပြီဆိုတဲ့အချိန်မှာဒီမိပူဇော်တဲ့ယသိတွေကဘာလုပ်လဲတနှစ်တာလုံးမဟုတ်တာလုံးမိတာတွေမကောင်းမှုတွေရှိနေခဲ့လို့ရှိရင်ဒီမကောင်းမှုတွေကိုဆေးကြောတန့်စင်တဲ့အနေနဲ့နေရင်စရာမြစ်ထဲမှာသူတို့ရေဆင်းချိုကြတယ်အမှန်ပါချိုးပါတယ်အေးပြီဆိုမှရေချိုးတာနော်အမှန်ပါတနေ့ကို၃ချိန်ဒီကနေ့အခင်မှာလဲရှိတယ်အိန္ဒိယမှာ ကင်းကမြစ်မှာရေချိုးကြတာတွေအများကြီးရှိတယ်နော်သူ့ရက်နဲ့သူအဲ့ဒီဟာဒီရက်ကို ရေချိုးလို့ရှိရင်တနှစ်လောက်ထားတဲ့အကုသိုလ်တွေအကုန်ကုန်ရောတဲ့မကုန်တော့မသိဘူးလူတော့ခက်ခိုက်တုံမှာပဲသိချတယ်နော်အကုသိုလ်ကုန်တာမကုန်တာတော့မသိဘူးလူရဲ့ကိုငွေတွေကတော့ကုန်သွားတာပဲသိချအဲ့ဒါလို့ခက်ခိုက်တုံအောင်ရေထဲမှာဆင်းချိုးချမ်းမြေဆိုတဲ့အခါကျတော့မီးလုံညမီးလုံလိုက်ရေချိုးလိုက်ပေါ့နော် အဲ့ဒါလို့လုံးလေးရှိတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကရောက်နေတာဖြစ်တော့ရေချိုးလို့ခိုက်ခိုက်တုံးနေတဲ့အချိန်မှာမြတ်စွာဘုရားကသူတို့မိလုံမို့ရဆိုပြီးတော့မိအိုခင်900ဖန်ဆင်းပေးတယ်ဘုရားကမိအိုခင်900ဖန်ဆင်းပေးအိုးယတိတွေရေချိုးပြီးတဲ့အခါကျတော့ချက်ချင်းပဲမိကအစင်နဲ့ခါတိုင်းလို့သူတို့ထင်းရှားပြီးတော့ မိမွေးစရာမလိုဘူးမိဟုတ်ခင်ရဲရဲနဲ့ချမ်းချမ်းနဲ့ရေချိုးရာကနေမိဟုတ်ခင်နာကပ်ပြီးတော့အဲ့ဒါအချမ်းဖြည့်ပြောင်းကြတယ်ခန္ဓာကိုယ်နှွေးအောင်လုပ်ကြမြတ်စွာဘုရားရဲ့အစွမ်းတကူတွေကိုကြည့်ပြီးတော့ဒါရမကဘူးမြတ်စွာဘုရားက သူတို့ထင်းနေ ခွဲမရတာကိုဘုရားကထင်းနေကွဲအောင်လုပ်ပေးတယ်ထင်းခွဲပေးတယ်ပဲပြောကြပါစို့နော်မိမွေးလို့မရတဲ့အခါဘုရားကမှွေးပေးလိုက်တယ် မိငိမ့်လို့မရတဲ့အခါဘုရားကငိမ့်ပေးလိုက်တယ်အစွမ်းတကိုးနဲ့လှုပ်ပေးတာဘာဖြစ်လို့ဒီလိုလှုပ်လဲဆိုရင်မြတ်စွာဘုရားကစီယုံရေးဆင်းနေတာပေါ့မှန်ပါ organization လှုပ်နေတာမှန်ပါမြတ်စွာဘုရားပေါ်မှာသူတို့အထင်ကြီးတယ်အထင်ကြီးပေမဲ့လို့သူတို့လိုအပင်ပန်းခံပြီးတော့ကျင့်တဲ့အကျင့်မရှိဘူးလို့သူတို့ကယူဆတယ်ယူဆသည့်အတွက်ကြောင့်ခေါင်းဆောင်လုပ်တဲ့ဥရဝေလာကသဘကလည်း ေးဂေါရမယန်ကြီးတကိုးတော့ကြီးတယ်ဒါပေမဲ့ငါ့လိုတော့ယဟနာမဟုတ်သေးဘူးလို့ तू ကအမြဲတမ်းတွေးတယ်တဲ့နောက်ဆုံးကြတော့မြတ်စွာဘုရားကသူ့ကိုတတိပေးတဲ့အနေနဲ့ကတ္တဗာတဲ့မင်းဟာယဟန္တာလည်းမဟုတ်ဘူးယဟန္တာမဟုတ်ယုံနေမှာကဘူးယဟန္တာဖြစ်ကြောင်းအကျင့်တော်မင်းမရှိဘူးလို့ပွင့်ပွင့်လင်းလင်းပြောလိုက်တဲ့အခါသူတော်ကောင်းစိတ်ရှိတယ်သူတို့ကလည်းသူတော်ကောင်းစိတ်ရှိသည့်အတွက်ကြောင့် ဲ့ဒီအကျင့်လည်းမရှိဘူးဆိုလို့ရှိရင်ယဟန္တာလည်းဖြစ်ချင်တယ်ယဟန္တာဖြစ်ကြောင်းအကျင့်လည်းချင့်ညင်တယ်ဆိုချက်ချင်းပဲသူတို့အမှားကိုဝန်ခံပြီးတော့ချက်ချင်းပြင်တယ်အဲ့ဒါလည်းတကယ်သူတော်ကောင်းပဲဘုန်းကြီးတို့တွေကအမှားတွေ့ပြီးတော့အမှန်ပြင်ဖို့ကြတော့လေးနေကြတယ်ဒါလွယ်တာမဟုတ်ဘူးနော်မှန်မှန်တော့သိတယ်ပြင်ရမယ်ဆိုလို့ရှိရင်တိတ်ပြီးမပြင်ကျင်ကြဘူးပေါ့ သူတို့ကြတော့အဲ့လိုမဟုတ်ဘူးဥရဝေလကသမယတိကြီးကသူ့ကိုအဲ့လိုပြောလိုက်တာနဲ့တပြိုင်နက်ဒီလိုဆိုရင်အရှင်ဘုရားထာမသင်္ကန်းဝတ်ပြရစေရဟန္တာဖြစ်ကြောင်းအကျင့်နေသူကျင့်နေပါတယ်တရားဟောပါလို့ဆိုရသော်ဘုရားကဘာပြောလဲမင်းဟာရသေး900ရဲ့ခေါင်းဆောင်ဖြစ်နေတယ်တပည့်တွေကိုပြောပါဦးပေါ့ခေါင်းဆောင်ဆိုတာကိုလို့ချင်တာမလုပ်နဲ့နောက်လိုက်နောက်ပါတွေကိုတိုင်မြင်အောင်မယ်သူတို့ကိုပန်ကြားလိုက်ပါဆိုတော့ ူကသွားပြီးတော့ပြောတယ်ငါတော့กว่าတယ်ဒီအလုပ်တွေစွန့်ပြီးတော့ဂေါရမဖရာရဲ့ဤစနစ်အတိုင်းငါလိုက်နာကျင့်သုံးတော့မယ်လို့ဆိုတော့နောက်ရသေးတွေကတပည့်တွေကအာကျွန်ုပ်တို့ကဂေါရမဖရာကိုကြီးညိုးနေတာကြာလှပြီပေါ့ဆရာကြီးမျက်နှာကြည့်ပြီးတော့သူတို့မလွန်ဆန်ဝန်းလို့နောက်လိုက်နေရတာဂေါရမဖရာစီတပည့်ခံမယ်ဆိုရင်သူတို့လည်းအကုန်တပည့်ခံကြမယ်ပေါ့အဲ့ဒါလို့တပည့်ခံလိုက်ကြတာ မြတ်စွာဘုရားစီမှာတခါတည်းကုံသင်္ကန်းဝင်လိုက်ကြတယ်ယသိ900ဝင်လိုက်ရုံနဲ့မကဘူးယသိအသုံးဆောင်ပစ္စည်းတွေကိုအကုန်နေရင်စရာမြစ်ထက်ကုံမြော့ပလိုက်တယ်မှန်ပါဗျာမြော့ပြစ်လိုက်တဲ့အခါကျတော့အဲ့ဒီယသိအသုံးဆောင်ပစ္စည်းတွေကမြစ်ထဲမှာမျောလာတာပေါလောပေါလောနဲ့ဟိုးညီတော်နေတဲ့နဒီကသဝစိတ်ကန်းရောက်တဲ့အခါကျတော့ညီတော်တို့ကတွေ့တယ်ဟာယသိပစ္စည်းအသုံးဆောင်တွေပါလားအများကြီးပဲ 900သုံးထားတဲ့ပစ္စည်းဆိုနဲတာမှမဟုတ်ပဲမှန်ပါဗျာရေထဲမျိုးလာတော့စိတ်ထဲမှာစိုးရင်စိတ်ပေါ်လာတယ်ငါအကိုကြီးများဘာဖြစ်တုံးဆိုချက်ချင်းလူလွတ်ပြီးတော့စုံစမ်းခိုင်းတယ်သူကလည်းနောက်ကလိုက်လာလိုက်တဲ့အခါကျတော့ဒီကျတော့ကရုံးတုံးပြီးတော့ဘုန်းကြီးဝဏ္ဏတွေ့တာပေါ့မှန်တွေ့တဲ့အခါကျတော့မေးလိုက်တယ်ဒါကပိုကောင်းတာလားတဲ့ခါတိုင်းလုံးနေကြအကျင့်မဟုတ်ဘူးနော် အခုလိုကြုံတုံးပြီးတော့ဂေါရမဘုရားရဲ့တပည့်ခံတဲ့အလုတ်ကပိုကောင်းသလားလို့မေးတော့အေးပိုကောင်းတယ်လို့လည်းပြောတော့သူတို့လည်းပဲစဉ်းစားမနေတော့ဘူးသူ့ကိုယ်ကြီးလမ်းစဉ်နဲ့လဲလဲကြတယ်ပေါ့အေးအဲ့ဒီယသိတွေကလည်းသူတို့အသုံးဆောင်နေမြစ်ထဲမျောလိုက်တဲ့အခါကျတော့ဟိုညီငယ်ဆုံးဖြစ်တဲ့ခရာကသဘာကဒါတွေတွေ့ပြန်တော့စိုးရိမ်တကြီးလိုက်လာ လိုက်လာတော့ဒီမှာအားလုံးဟာယဟန်ဖြစ်နေတာတွေ့တော့ ဒီယဟန်ဘဝဟာပို့ပြီးတော့တို့ရဲ့မြင့်မြတ်သလားလို့ဆိုမြင့်မြတ်တယ်လို့ဖြေရတော့သူတို့လည်းပဲဆုံးဖြတ်ချက်ချပြီးတော့ယဟန်ခံလိုက်ကြအားလုံးဟာရှင်တထောင်ချွတ်တယ်ဆိုတာအဲ့ဒါပြောနော်အားလုံးယသိဟောင်းတွေကနေပြီးတော့သာသနာပေါင်းဝင်ပြီးတော့ယဟန်ခံလိုက်ကြတယ်ယဟန်ခံပြီးတော့မြတ်စွာဘုရားကသူတို့နဲ့တင်းလျော်တဲ့တရားကိုဟောတာဘယ်တရားတော့ဆိုအခုပြောတဲ့အာဋိဋ္ဌတုတ်ကိုဟောတာ